အားလုံးပဲမင်္ဂလာပါ CC Bar Sport Channel လေးမှာပြန်လည်ကြိုဆိုပါရစေ။စီးကိန်းတော်အစင်သင်ဖြစ်နေပြီလို့ပြောလို့ရတဲ့မြမလက်ရွေးစင်အမျိုးသမီးအသင်းကတော့အသင်းရဲ့နီးစနစ်ပိုင်းအားပြမှုတစ်ခုအနေနဲ့ထိရောက်တဲ့ဆုံးဖြတ်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ဒါကတော့လက်တလောကမှာ ISB အသင်းနဲ့တူအာရှချန်ပီယံလိခီးနှင်ခဲ့တဲ့နီးပြချုပ်ဒေါ်ဆဆန်းသိန်းကိုမြမအမျိုးသမီးလက်ရွေးစင်အသင်းရဲ့လက်ထောက်နီးပြအဖြစ်ခေါ်ယူထားပါတယ်။ လက်ရှိလက်ရွေးစင်သင်းရဲ့နီးပြချုပ်ကတော့ဂျပန်လူမျိုးနီးပြ UK ဖြစ်ပြီးတော့ဒေါ်ဆဆန်သင်းကတော့အထောက်အကူပြုအနေနဲ့တာဝန်ယူညွှန်ကြားပေးမှာဖြစ်ပါတယ်အသင်းရဲ့အဓိကဆုံးဖြတ်ချက်တွေပြိုင်ပွဲအတွင်းအရေးကြီးတဲ့နေ့စနစ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုတော့နီးပြားချုပ်ယူကီကပဲဆုံးဖြတ်မယ်လို့သိရပါတယ် ဒေါ်သဇန်သိန်းကတော့လက်ရွေးစဉ်ကစားသမားတွေနဲ့လည်းအကျွမ်းတွင်ရင်းနှီးမှုရှိပြီးတော့ ISB အသင်းနဲ့အတူအာရှချန်ပီယံလိချေစစ်ပွဲနဲ့အောက်စုပွဲစဉ်တွေကစားခဲ့ရမှာလက်ရွေးစဉ်ကစားသမား9ဦးအထိကိုအငှားခေါ်ယူကစားစေခဲ့တာကြောင့်နီးပြနဲ့ကစားသမားတွေကြားဆက်ဆံရေးကတော့ကောင်းမွန်မှုရှိတယ်ထိတ်ဆက်မှုရှိနေမယ်လို့ကျွန်တော်တို့ထင်ပါတယ်ခေါ်ယူခဲ့တဲ့ကစားသမားတွေထဲမှာလည်းကွင်းအတွင်းရလက်ကိုပြောင်းလဲပေးနိုင်တဲ့အဓိကကစားသမားအများစုဖြစ်ပြီးတော့ပရိသတ်စိတ်ကြိုက်ဖြစ်တဲ့ ခင်မာလာထွန်းဖြူဖြူဝင်းစမ်းတော်တော်နော်တထက်ဝေဖြူပွေးတို့လည်းပါဝင်နေခဲ့ပါတယ်။လာမယ့်စီးကိန်းမှာတော့မြမအမျိုးသမီးလက်ရွေးစင်အသင်းရဲ့ legend player လို့ပြောရမယ့်ဝင်းသိန်ကြီးထွန်းကလည်းပြန်လည်ပူးပေါင်းလာအောင်မှဖြစ်လို့စီးကိန်းနဲ့မြမအမျိုးသမီးလက်ရွေးစင်အသင်းကတော့လက်ရှိအချိန်မှာပြည်သက်စိတ်ဝင်စားမှုအများဆုံးဖြစ်လို့နေပါတယ်။တော်စံသိင်းရဲ့ပူပေါင်းလာမှုနဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်တဲ့အကျိုးဆက်လေးတွေအပြောင်းလဲလေးတွေကိုလည်းဘလို့ထင်ပါသလဲမိတ်ဆွေတို့တုံ့သက်ပေးခဲ့ကြပါဦး ။နားဆင်ပေးတဲ့ဒုတိယချင်းစတိုင်းအေဂျင့်ပျော်ရှင်ပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြမှာမေးပါနဲ့။အားလုံးပဲနှုတ်ဆက်ပါရစေ။